ယူကရိန်းစစ်ပွဲတင်းမာမူတည်ရှိနေတဲ့အခြေအနေမှာပေါ့နော်ရုရှားနဲ့ဆန္ဒကယူကရိန်းအမေရိကန်နဲ့နေဒိုရိုရဲ့လေကြောင်းကင်းလဲ့မိုးနောက်ဆုံးအခြေအနေကိုအများလေးပြောမရမယ်ဟုတ်ပြီဒီကင်းလဲ့မှုတွေဘာလို့အရေးကြီးလို့လာရလဲဆိုတော့ရုရှားဘက်က drone တွေလီယန်တွေကမဟာမိတ်လေပိုင်နဲ့ထဲကိုခဏခဏကျူးကျော်နေတယ်ဆိုတော့တရင်နဲ့ကြောက်မယ်ပထမဆုံးအချက်ကလေဗြိတိန်နော်ဝေလေတာ RF ကလေ American NATO လုံးတွေပေါင်ပြီးရုရှားနဲ့ဆန္ဒမှာ12နှစ်လောက်ကြာတဲ့ကင်းလက်စစ်စင်တွေကိုလုတ်ခဲ့တယ် အဲဒီမှာလေအထူးထောက်လိုင်းရေတို့ပင်လေပင်ကင်းလက်တာတို့နောက်ပြီးလေထဲမှာစီးပြည့်တဲ့လေနေပါတယ်ဗျာဒုတိယတစ်ချက်ဒီလိုကင်းလက်ရတဲ့အိကကြောင်းရင်ကရုရှားကနေပြီးတော့ပိုလန်တို့ရူမေးနီးယားတို့အက်စတိုးနီးယားတို့လို NATO နိုင်ငံတွေလေပိုင်းနဲ့ထဲကိုအချင်းချင်းဝင်လေလို့ပဲအထူးသဖြင့်ပိုလန်ဆိုရင်လေသူတို့လေကြောင်းရံကာကွယ်ရေးကိုအရေးပေါ်မြင့်တင်ခဲ့ရတယ်ဆိုပဲနောက်ဆုံးအချက်ကတော့ဒီလိုပူပေါင်းလှုပ်ဆောင်မှုကနေ အရေးကြီးတဲ့ထောက်လိုက်ရဲ့တရင်တွေရတာအပြင်နေတို့ကရုရှားရဲ့လိုချက်တွေကိုဒီအတိုင်းကြည့်နေမှာမဟုတ်ဘူးဆိုတော့ရှင်းလင်းတဲ့ message တစ်ခုပေးလိုက်တာပဲဖြစ်တယ်ဆိုတော့အချုပ်ပြောရရင်ရုရှားဘက်ကလေကြောင်းကြီးကြုံမှုတွေကြောင့်နေတို့မာမေတီကလည်းရုရှားနဲ့ဆန္ဒမှာကိလက်မှုတွေပိုလို့ပြပြီးတော့ငါတို့စီလုံးနဲ့နုံနုံကြကြရှိတယ်ဆိုတာကိုပြက်ပြက်သားသားပြနေတာပေါ့